ယောဂဗေဒဆန်တဲ့မိသားစုဖွဲ့စည်းပုံများပတ်သူကျန်တဲ့ family structures လူတယောက်အတွက်စိတ်ယောဂဖြစ်လာစေနိုင်တဲ့ယောဂဗေဒဆန်တဲ့မိသားစုဖွဲ့စည်းပုံများလည်းရှိပါတယ်။တနည်းအားဖြင့်ကလေးရဲ့ဖွံ့ဖြိုးမှုကိုအန္တရာယ်ဖြစ်စေနိုင်တဲ့မိသားစုအမျိုးအစားများလည်းရှိပါတယ်။အဲ့ဒါတွေကတော့မဖူလုံတဲ့မိသားစု in adequate family ဒီမိသားစုပုံစံဟာနေ့စဉ်စောင့်ဝတ်နေရေးပြဿနာအတွက်မဖြေရှင်းနိုင်ပဲစောင့်ဝတ်နေရေးအတွက်ရုပ်ပိုင်းစိတ်ပိုင်းအရင်းမြင်များကင်းမဲ့ပါတယ်ပြင်ပအကူအညီအထောက်ပံ့ပေါ်မိခွန်ရပါတယ်အဆိုပါမိသားစုရဲ့အရေးချင်းမပြေဝတာဟာမရင်ကျက်ပညာမတတ် စိတ်ချိုးတဲ့အဆရှိတဲ့မိဘများရဲ့အားနည်းချက်ကလာတာပါပဝင်းကျင်တောင်းဆိုမှုများကလည်းမိသားစုကို ိုအခြေအနေဆိုးစေပါတယ်အဲ့ဒီရက်ကန်ရက်ကန်ဖြစ်နေတဲ့မိသားစုဟာကလေးလိုအပ်တဲ့လုံခြုံပေးကင်းမှုမျိုးမပေးနိုင်ပါဘူးကလေးအတွက်လိုအပ်တဲ့စိုင်းရင်များရဖို့နဲ့လမ်းညွန်ပေးဖို့ခက်ပါတယ်ပြင်ပအထောက်ပံ့ကိုသာမိခိုပြီးနေလို့လည်းမရနိုင်မိမိမိသားစုပြဿနာမိမိဖြေရှင်းဖို့ကိုယ့်ကျမကို ဖန်တီးလိုစိတ်လဲအဲ့ဒီမိသားစုများမှာ မရှိတတ်ပါဘူးလူမွေးခေါင်းပါတဲ့မိသားစု antisocial family ဒီမိသားစုကတော့အများနဲ့ဆန့်ကျင်ကပ်ဖဲလုပ်တတ်ပြီးပြောင်းကြကြတော့မဟုတ်ခိုးချောင်ကိုယ့်ရဲ့လူအဖွဲ့စီရဲ့စံသက်မှတ်များကိုချိုးဖောက်တတ်ပါတယ်ဥပဒေသတ်မှတ်ချက်များကသူတို့အတွက်အခက်အခဲဖြစ်နေတတ်ပါတယ်အိမ်တော်ရေးချိုးရင်တာအချမ်းမိသားစုများနဲ့အဆင်မပြေတာများလည်းရှိပြီးမိဘများကလည်းအများနဲ့ဆန့်ကျင်ကပ်ဖဲလုပ်ဖို့ကလေးကိုရှေ့ဆောင်လမ်းပြလုပ်တတ်ပါတယ် ကလေးကလည်းမိဘရဲ့ကလိန်ကြတာမယိုးမဖြောင်းလို့တာတွေအတူခိုးပြီးလူအဖွဲ့စည်းနဲ့အတိုက်ခံလို့တာမိသားစုကိုတစ္ဆာခံပါတယ်အဆိုပါကလေးများဟာအခြားသူများကိုကင်တွယ်လှည့်စားဖို့ခတ်တိန်တိန်ဆက်ဆံရင်းမျိုးဖွံ့ဖြိုးတတ်ပါတယ်မိဘအပြုအမူကို မကြိုက်တဲ့ကလေးများမှလည်းစိတ်ကျမ်းမာရေးအန္တရာယ်မြင့်မားနိုင်ပါတယ်တဘောကောလဲ့ရန်ခဏခဏဖြစ်တတ်တဲ့မိသားစု discordant and disruptive family ဒီမိသားစုမျိုးမှာမိဘတဦးသို့မဟုတ်နှစ်ဦးလုံးဟာမိမိတို့ဆက်ဆံရေးကို စိတ်ကျဉ်တတ်တာမရှိကြပါ အမှန်တိုင်းမြင်မှုဓာတွေကိုနဗုနစာတိုက်ပြောဆိုနှိမ့်ချပြောဆို တမင်စီရွယ်ကမခံချင်အောင်ပြောဆိုကြပြီးရန်လိုတဲ့နီးနဲ့ပြတာပါတယ်သူတို့တွေကြမှာစိတ်မကျင်တဲ့တားရဲ့အရင်မြင်ဟာတံမိုးထားတာမတူညီကြတာပဲဖြစ်ပါတယ်။အဲ့ဒီအခက်ခဲကနေသဘောကိုလဲမှုခေါင်းစဉ်အမျိုးမျိုးကိုဥတီသွားပါတယ်။ လိမ်မှုကိစ္စငွေကြေးအဆရှိတဲ့ခေါင်းစဉ်အမျိုးမျိုးပါရှိပါတယ်ဘလို့အကြောင်းရင်းဖြစ်ပါစေ မကြာခဏသဘောကိုလဲဖို့ရန်ဖြစ်နေရင်မိသားစုမှာကလေးရောမိဘများပါစိတ်ရောကဗေဒဆန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီမိသားစုမှာမှားယွင်းတဲ့တယောက်ပြောတာကိုတယောက်ကဆိုလိုရင်းသဘောမပေါက်ပဲဆက်တယ်ပြောဆိုမှုတွေရှိပါတယ် အဲ့ဒီမိသားစုမှာကြီးပင်ရတဲ့ကလေးတွေဟာခိုင်မာတဲ့ဆက်ဆံရေးတစ်ခုထူထောင်ဖို့၊တာယာတဲ့အိမ်တော်ရေးတစ်ခုထူထောင်ဖို့ခပ်ပါလိမ့်မယ်။မိဘတအူးသို့မဟုတ်နှစ်ဦးလုံးကဇီးစားကြောင်းသူများဖြစ်ကဆန်လွဲတဲ့နီးများနဲ့ပြုမှုစိတ်လှုပ်ရှားပွဲဝေယုံသုံးက အခြေအနေဖြစ်စေရံမြဲလှုပ်တတ်ကြပြီးတစ်ဖက်ဆောင်တဲ့စကားများပြောတတ်ကြပါတယ်။ကလေးအပေါ်ချစ်ချင်းမြတ်တာလည်းမပြတတ်ကြပဲ ကလေးဟာမိဘတွေရဲ့ပရိပခမှာပြိမိနေတတ်ပါတယ်။မိဘတွေမစင်မကျင်ပြမှုတွေကကလေးအတွက်ဆံပြဖြစ်နေပြီးအဲ့ဒီမိသားစုနဲ့ကြုံရတဲ့ဆဲကျော်သက်တွေစိတ်ရောဂါဖြစ်လို့မြင့်မားပါတယ်။ကွဲပြတ်သွားတဲ့မိသားစု disruptive family ဒီမိသားစုပုံစံဟာမိဘသေဆုံး ွဲနေ၊ကွာရှင်းပြက်စဲစတာတွေကြောင့်မစုံမလင်ဖြစ် မပြည့်စုံတဲ့မိသားစုများကိုဆိုလိုပါတယ်။စိတ်မပျော်တဲ့အိမ်နံကွဲတာကိုမဖြေရှင်းနိုင်တဲ့မိသားစုဟာရုပ်ပိုင်းစိတ်ပိုင်းယောဂါများဖြစ်နိုင်ပါတယ်။စိတ်ယောဂါလူနာများကြားမှာအိမ်နံကွဲသူများပါတတ်ပြီးအိမ်နံဤပြဒနာကြောင့်စိတ်ယောဂါရသလား ဆိတ်ယောဂါကြောင့်အိမ်အောင်ကြီးပြဒနာဖြစ်သလားမရှင်းလင်းလှပါအိမ်အောင်ပြိုကွဲတာဟာဆိတ်ယောဂါရုပ်ပိုင်းဆိုင်ရာနာမကျန်းတာလူသက်တာမိမိကိုယ်ကိုအဆုံးစီရင်တာတွေရဲ့အရင်းမြစ်တစ်ခုလည်းဖြစ်နိုင်ပါတယ်ကလေးတွေအပေါ်မှာလည်းစိတ်တန်တင်စရာတည်ရမှုများဖြစ်စေပြီးကလေးကိုစိတ်မလုံးချုံမှု ပြစ်ပယ်လစ်လူရှုခံရတဲ့ဆိုတဲ့ခံစားစိတ်ဖြစ်နေပါတယ် မိတွေပထွေးတို့နဲ့နေရတာကလည်းမိမိအတူနေစီလိုတဲ့သူမဟုတ်တဲ့သူတွေနဲ့နေရတာရဲ့စိတ်ဖြစ်သိမှုရစေနိုင်ပါတယ်။အိမ်တော်ပြုတ်ကွဲသွားတဲ့အိမ်မလာတဲ့ကလေးများစိုးစွမ်းတာဆေးဆွဲတာစိတ်မကျန်းမာတာပိုတွေ့ရတယ်လို့ဆိုလိုပါတယ်။လူတဦးချင်းစီရဲ့ဖြစ်ရမှာလို့ပဲအကောင်းဆုံးစံထားစရာမိသားစုဆိုတာကိုသတ်မှတ်ဖို့ခပ်ပါတယ်။ ဒါပေမဲ့လူဖွဲ့စည်းများမှာကလေးရဖွံ့ဖြိုးမှုအပေါ်အန္တရာယ်ဖြစ်စေတဲ့မိသားစုပုံစံများလည်းရှိတာကို အထက်ပါမိသားစုများနဲ့တိုက်ဆိုင်နားလည်ကြည်နိုင်ပါလိမ့်မယ်။ဆိုတော့ဒါကတော့ဟောစေယောဂါဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဘယ်ဟာကလဲပါဝင်မလဲဆိုတာကတော့ pathogenetic pathogenetic family structure ပေါ့နော်။ကိုနေထိုင်ခြင်းကတဲ့မိသားစုရဲ့ပုံသဏ္ဍာန်က ါဘယ်လိုစိတ်ကျမ်းမာရေးကိုဥတည်နေမလဲဆိုတော့အကြောင်းအရာကိုဆန်းစစ်လို့ရတာဖြစ်ပါတယ်။ကိုမိသားစုရဲ့ထိ ंछ ုံမှုကြောင့်ကိုဟာဘလို့ပုံစံဘလို့စိတ်ခံစားမှုတွေဖြစ်တယ်လဲဆိုတဲ့ပုံစံမျိုးကို ပြောလို့ပြောလို့ချင်းဖြစ်ပါတယ်။ဆိုအဲ့ဒီခေါင်းစဉ်တွေကိုပြန်ပြီးတော့အနှစ်ချုပ်ပြပါမယ်။မဖူလုံတဲ့မိသားစုလူမှုရေးခေါင်းပါတဲ့မိသားစုသဘောကိုလဲရန်ခဏခဏဖြစ်တတ်တဲ့မိသားစုကွဲပြတ်သွားတဲ့မိသားစုဆိုပြီးတော့ခေါင်းစဉ်၄မျိုးနဲ့ရေးပြထားတာဖြစ်ပါတယ်။ ဆိုတော့ဒါတွေကအာဒါတွေကိုဘာလို့လိလာတင်တယ်လဲလို့မေးရင်ဒီအခုနားထောင်နေတဲ့သူတွေအားမိသားစုကိုကိုယ်တိုင်ဖန်တီးထားတဲ့သူတွေလည်းဖြစ်ချင်းဖြစ်မယ်အာဖန်တီးပြီးတဲ့သူတွေလည်းဖြစ်ဖြစ်ဖြစ်မယ်ဒါမှမဟုတ်အဲ့ဒီလိုမိသားစုပလန်ထိအဲရည်ရွယ်ထားပြီးတော့နေတဲ့သူတွေလည်းရှိချင်ရှိမယ်ပေါ့နော်ဆိုတော့ဘလိုပင်ဆိုစေကမို့မိသားစု ရှိပြီးသားလူတွေကတော့ဟောဖြစ်ပြီးသွားတယ်ဆိုရင်လည်းပြန်ပြီးတော့ပြုပြင်လို့ရမယ်ပေါ့နော် မိသားစုကိုရည်ရွယ်ပြီးတော့မှဒီလိုအကြောင်းအရာတွေကိုလေ့လာနေတယ်ဆိုရင်လည်းဒါဘလို့ဆက်ပြီးတော့ဟိုထိမ့်သိမ့်တဲ့လဲဘလို့ဆောင်ဆောင်ရှောင်ရမယ့်ဟာလေးတွေလုပ်ရမလဲဆိုတာကို သိစေနိုင်မှာဖြစ်ပါတယ်ဆိုအလုံးပဲအဲကိုဖန်တီးထားတဲ့မိသားစုတော်မှမဟုတ်ရင်ကိုနေနေရတဲ့မိသားစုလေးဟာဘလို့ပုံစံကြောင့်မလို့ကိုဟာဘလို့ဒီလိုမျိုးတက်ရောက်နေတယ်ဆိုတော့ reset ကိုပေါ့နော် ဟိုကိုယ့်ကိုသိမြင်ပြီးတော့အဲရှေ့ဆက်ပြီးတော့ဟိုစူးစမ်းနေထိုင်လို့ရတယ်ဆိုတော့ကိုသိစေချင်တာကြောင့်ဒီစာအုပ်လေးတွေကိုရွေးချယ်ပြီးတော့ဖတ်လိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ပါမယ်